ာကတ်အတွက်အကောင်းဆုံးပညာရေးလမ်းကြောင်းကိုရှာဖွေနေရတူလားထိုင်းနိုင်ငံမှာကျောင်းတက်ဖို့အတွက်စဉ်းစားနေရတူလားဒီအိမ်မက်တွေကိုအောက်ထည့်ဖို့ဖို့အတွက်အခွင့်အရေးတစ်ခုရှိနေပါတယ်အဲ့ဒါကိုတရားပြပြပေးမယ်နော်ပညာရေးပွဲတော်ကြီးရဲ့မှာအကြီးဆုံး event တစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံပညာရေးပြပွဲ2025ကိုထိုင်းတက္ကသိုလ်ဘွဲ့ရမြန်မာကျောင်းသားများအသင်းကနေပြီးတော့ဦးစီးကျင်းပတယ်ဒီရက်ကုန်မျိုးရဲ့ထိုင်းတန်ယုံရဲ့ပတ်ဝန်းကျင်အတွက် ီကားတိုက်မဲ့ဆိုတာကျင်းပသွားတော့မှာဖြစ်ပါတယ်။ပြပွဲနေ့ရက်လေးကတော့ November 2ရက်နေ့2025တနင်္ဂနွေနေ့ပဲဖြစ်ပါတယ်။အချိန်လေးကတော့မနက်9:00နာရီကနေပြီးတော့ညနေ4:00နာရီထိဖြစ်ပါတယ်။နေရာကတော့ No Hotel Hotel Yangon ပဋိခမ်းမှာပါကျင်းပသွားမှာပဲဖြစ်ပါတယ်။ဒီပညာရေးပြပွဲလေးရဲ့ထူးချက်အနေနဲ့ကတော့ထိုင်းနိုင်ငံကထိတ်တန့်အစိုးရနဲ့ပုဂ္ဂလိကတက်သူများကိုတနင်္လာရဲမှာစုစည်းထားတာပဲဖြစ်ပါတယ် ဒါကြောင့်ထိုင်းနိုင်ငံကိုကိုယ်တိုင်သွားပြီးတော့ကြောင်ပေါင်းစုကိုလိုက်ပြီးလေ့လာနေကြမလို့တော့ဘူး။ငွေချင်းနဲ့အချိန်ကုန်တက်တာလို့တနေရာထဲမှာအထီးရောက်ဆုံးလေ့လာနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါပြင်25ရာခိုင်နှုန်းကနေပြီးတော့100ရာခိုင်နှုန်းအထိပညာသင်ထောက်ပံ့ရေး scholarship ဖြစ်တယ်။ foundation program, jewelry program credit transfer အစီအစဉ်များအပါအဝင်ကျောင်းတာဝန်ရှိသူများနဲ့အတူ account နဲ့တိုက်ရိုက်ဆွေးနွေးနိုင်တဲ့အခွင့်အရေးတွေလည်းရှိပါသေးတယ်။ ချစ်ခင်ရတဲ့ចောင်းသားចောင်းသူတွေအတွက်ပညာရေးဆုံးဖြတ်ချက်ဆိုတာတသက်သာလုံးအရေးပါတယ်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်ဒါကြောင့်မိမိအနာဂတ်ပညာရေးလမ်းကြောင်းပုံပိုတည်ချောက်ဖို့အတွက်မိဘများဒါမှမဟုတ်ဆရာသမားများနဲ့အတူလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်မိဘများအနေနဲ့လည်းចောင်းបောက်ဝင်ခြင်းပညာရေးစနစ်နောက်ထပ်အခွင့်အလမ်းများကိုတာဝန်ရှိသူများနဲ့အတူဓာတ်ရိုက်ဆွေးနွေးမေးမြန်းနိုင်ကြကြောင်းအနာဂတ်ပညာရေးဆုံးဖြတ်ချက်ကိုရုံးချီစွာဆုံးဖြတ်နိုင်ပါလိမ့်မယ် ပြပွဲတက်ရောက်ခွင့်ကတော့အထောက်မယ်ပါဒါပေမဲ့အထူးခွင့်ရတွေကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့တိုတင်စီးရင်ပြသထားဖို့လုံးဝမမိနဲ့เนาะဒီ post ရဲ့ comment မှာပေးထားတဲ့ link ဒါမှမဟုတ် QR code လေးကို scan ဖတ်ပြီးတော့တိုတင်စီးရင်ပြသလိုက်ပါတဲ့နာဂပညာရေးနဲ့ကြောင်းအတွက်စေချိန်မြောက်ထိုင်းနိုင်ငံပညာရေးပြပွဲမြန်မာ2025ကနေပြီးတော့စတင်လိုက်ပါ